ခင်ဗျာမင်္ဂလာပါခင်ဗျာဒီကနေ့ဇန်နဝါရီလ17ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာတွေနဲ့ဂျန်နယ်တွေကကောင်းတို့ရသတင်းကြောင်းတွေဖျက်ချတင်ဆက်ပြအစီအစဉ်ကိုစတင်တော့ဖြစ်ပါခင်ဗျာဒီ season ကိုကျွန်တော်စီလူစရနဲ့အတူကျွန်တော်အော်သူတို့ကတင်ဆက်ပေးကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါခင်ဗျာအော်သူဒီနေ့မှာဘယ်လိုကြောင်းရတွေမှာပြည်နယ်ဖုံးမှာပါလာလဲဆိုတော့လေးညဖို့ပြပါဦးဟုတ်ကဲ့ပါ ီကနေ့မျက်နှာဖုံးမှာကျွန်တော်တို့သတင်းစာလေး channel လေးရဲ့မျက်နှာဖုံးမှာတင်ထားတဲ့သတင်းလေးတွေကနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့မျက်နှာဖုံးသတင်းလေးကိုကျွန်တော်ကဖတ်ပြပေးပါပါပထမဆုံးအနေနဲ့ကျွန်တော် the white daily သတင်းစာမှာပါတဲ့မျက်နှာဖုံးသတင်းတစ်ပုဒ်ကိုကျွန်တော်ဖတ်ပြပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့ laser နဲ့ phakan တို့ကုလအထူးကုစလေတွားခွင့်မရဆိုတဲ့သတင်းကို the white daily သတင်းစာမှာမျက်နှာဖုံးတင်ထားပါတယ်။နောက်တော့သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့7 day daily သတင်းစာမှာဖော်ပြထားတဲ့မျက်နှာဖုံးသတင်းတစ်ပုဒ်ကိုကျွန်တော်ထပ်ပြီးတော့ဖော်ပြပေးပါမယ်။ဒီသတင်းကတော့ကျွန်တော်တို့သတင်းစာတွေ channel တွေရဲ့မျက်နှာဖုံးတိုင်းလို့လို့မှာတော့ပါပါတယ်။ဒါကတော့တက်ချုံနဲ့တရုတ်အထူးကိုယ်စားလှယ်နေပြီးတော့မှတွေ့ဆုံဆိုတဲ့သတင်းကိုကျွန်တော်တို့မျက်နှာဖုံးတင်ထားတာတွေ့ပါတယ်။ဒါက7 day daily သတင်းစာရဲ့မျက်နှာဖုံးပါ။နောက်ထပ်သတင်းကောင်းတဲ့တပုတ်ကတော့ကျွန်တော်တို့နိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်တဲ့ကျင်းမုံသတင်းစာမှာပါတဲ့ကောင်းတဲ့တစ်ခုပါ။ ဒါတော့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုတ်ကိုခန့်အပ်ဆိုတဲ့သတင်းပါဒီဥစ္စာကတော့ကျွန်တော်တို့ဒီဆက်ရှင်မြင်းဆောင်2016ကကျွန်တော်တို့ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်ပေါ့နော်အဲ့ဒီရဲ့သဘောတူဆုံးဖြတ်ချက်နဲ့နိုင်ငံတော်သမတရဲ့လက်မှတ်နဲ့ထုတ်ပြန်လိုက်တာပါဒါကတော့ကျွန်တော်တို့အဲ့ဒီမှာခန့်တဲ့သူကိုကျွန်တော်ဥတောင်းထွန်းကိုခန့်လိုက်တာဆိုပြီးတော့ဒီသတင်းမှာဖော်ပြပေးထားပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့ ဟိုဦးတောင်ထွင်းရဲ့ခွေးရဆိုတော့ကျွန်တော်တိတ်တော့မသိရသေးဘူး။ဟုတ်ကဲ့ပါဒီကိစ္စတော့ကျွန်တော်တို့ပြည်တွင်းပြည်ပအန်ရီရီနဲ့ဆက်လင်းပြီးတော့ဗောနော်မဟာပြူရာရှူတောင်းကလစ်လက်တုံးသက်အကြံပေးနိုင်ဖို့ဆိုပြီးတော့ဦးတောင်ထွန်းကိုကျွန်တော်တို့ဒီခန့်အပ်လိုက်တာဗောနော်။ဟုတ်ကဲ့ပါခင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်တို့အိရာအဘော်အနေနဲ့ကျွန်တော်မြမအလင်းအားအိရာဝယ်ယူချက်တာပါတယ်။ဒါတော့ကျွန်တော်တို့လက်ရှိကင်ဆောင်နေတဲ့နိုင်ငံသားစီစီကပြန်တဲ့တစ်စိမ်းကိစ္စလေးပါခင်ဗျ။အားလုံးကျွန်တော်ယူချက်လိုက်တာပါ။တော့ဗာနဲ့စာရေးရလဲဆိုတော့မြို့သားမုံနေနေနိုင်ငံသားဦးစီးဌာနကလက်ရှိ လက်ရေးစနစ်ဖြင့်စင်ဆောင်လျက်ရှိသောနိုင်ငံသားစစ်ဆေးကပြများအစားကွန်ပျူတာစနစ်ဖြင့် National Electronic ID ပြုလို့ရဲနဲ့စီးရင်ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်တဲ့။ ID မှာနိုင်ငံသားစစ်ဆေးကပြများနိုင်ငံတကာ Smart Card ပုံစံပြောင်းလဲရင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်တဲ့။အဆိုပါ Smart Card များနဲ့ပညာရေးနဲ့ကျန်းမာရေးကဲ့သို့သောအချက်အလက်များပါထည့်သွင်းမည်ဟုသိရှိရပါတယ်တဲ့။ဆိုတော့ကျွန်တော်ဒီ Smart Card ထဲမှာဒီကုတ်နံပါတ်လေးဖတ်လိုက်တာနဲ့သူ့ရဲ့ကျန်းမာရေးပညာရေးချင်းပါအစကျွန်တော်သိရမယ်အနေထားပေါ့နော်။ဟုတ်ကဲ့ပါ။နောက်ပြတော့ရေဘူးက သဘောချုပ်ငုံသုံးသက်ပါကနိုင်ငံအတွက်ဆောင်ရွက်တဲ့ဆောင်ရွက်ထိုက်တဲ့လုပ်ငန်းတရက်ကိုအကောင့်တွေဖော်လိုက်ခြင်းဖြစ်ပါတယ်တဲ့နိုင်ငံသားစီစဉ်ကပြများကွန်ပျူတာစနစ်ဖြင့် National Electronic ID အဖြစ်အကောင့်တွေဖော်နိုင်မှာကအကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါတယ်တဲ့ဥစားတင်ပြလို့ဒီမှာ e-national electronic id များသည့်ရာဇဝမှုများအပါအဝင်စုံစမ်းစစ်ဆေးကိစ္စရပ်များ၌တိတိယအထောက်ပံ့ဖြစ်စေမှာဖြစ်ပါတယ်တဲ့ပစ္စုပန်ကာလသည်ကမ္ဘာနိုင်ငံအနှံ့အကြမ်းဖက်တိုက်ခိုက်မှုများပြည်နယ်နေခြင်းဖြစ်အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများကိုကြိုတင်ကာကွယ်နိုင်ရေးအတွက်ဆောင်ရွက်ရန် ဒါ National Electronic ID စနစ်ဒီအများဆုံးအသုံးဝင်မှာဖြစ်ပါတယ်တဲ့ဆိုတော့ဒီ smart card မှာပါတဲ့ကုဒ်နံပါတ်လေးကဒီစမ်းစမ်းလမ်းဖက်လိုက်လို့ရှိရင်သူရဲ့ရစူးပြမှုသူပြန်တော့ဘယ်လိုကျူးလွန်ခဲ့ဘူးလဲဆိုတော့အကုန်လုံးပေါ်လာမယ်အနေထားမှာရှိတယ်ဒါတော့ကျွန်တော်နည်းပညာကိုအသုံးပြုပြီးတော့တိုးတက်လာတဲ့ခက်ကြီးနဲ့အတူနည်းပညာကိုအသုံးပြုပြီးတော့ပြုလုပ်ထားမယ်ပုံစံပါအဲ့တော့ဗာဆက်ရတာလဲဆို National Electronic ID စနစ်နိုင်လေလက်ပွေစနစ်ဖြစ်ခြင်းကဲ့သို့သောလုပ်ငန်းမျိုးကိုအချိန်တိုတင်းစနစ်တကျလင်းမြန်စွာဖော်ထုတ်နိုင်ရမည်ဖြစ်ပါတယ်တဲ့ National Electronic ID စနစ်တခြားသောအာသာချက်တစ်ခုတည့်ရမှာတဲ့မဲဆန္ဒရှင်စင်းဟူစင်းတကြပြုစုနိုင်ခြင်းလည်းဖြစ်ပါတယ်တဲ့ပါကစ္စတန်နိုင်ငံဒီနိုင်ငံလုံးဆိုင်ရာမှတ်ပုံတင်အချက်လက်အာဏာပိုင်အဖွဲ့ပေါ့နော်ဖွင့်မှတစင်းနဲ့ကွန်ပျူတာစနစ်သုံးမဲဆန္ဒရှင်စင်းကိုပြုစုထားပါတယ်တဲ့အဆိုပါအနာပိုင်အဖွဲ့ဒီမဲဆန္ဒရှင်ပြည်သူတူးချင်းမှတ်ပုံတင်ချက်လက်များနဲ့ရှင်တွဲလျက်သက်ဆိုင်ရာမဲဆန္ဒရှင်ပြည်သူ၏လက်ဝင်နဲ့မျက်လုံးကဲ့သို့သောဇီဝချက်လက်များအား digital လက်ပုံနဲ့အတူတင်စီထားတာဖြစ်ပါတယ်တဲ့ဆိုပါပြကျွန်တော်တို့ဘယ်အချိန်မှမဲထည့်ဝင်ရမယ် အဲ့ဆာကျွန်တော်ငယ်လေးတည်းအလုပ်တာမျိုးဆိုရင်အသက်ဆက်ရှင်နေပြီးမထက်လို့ရမယ်လူတွေဘယ်တော့မှမထက်လို့ရမယ်ဆိုတာဆာသူကဒီနိုင်ငံသားဒီ smart cap ပုံမှာကြည့်လို့ရတယ်ဆိုရက်ဒီဘောမှာရောက်နေပါတယ်နောက်တစ်ခုကပါဆက်ရေးတာလဲဆိုတော့ဒီပါကစ္စတန်နိုင်ငံနိုင်တဲ့ messenger ရှင်ပြည်သူများကလက်ကင်တယ်လီဖုန်းတွေမိမိအမျိုးသားမှတ်ပုံတွေအမှတ်ရိုက်ထည့်လိုက်တည်နေတပြိုင်တည်းကွန်ပျူတာစနစ်ကမိသည့် messenger နေတယ် messenger ပေးရမည်ကိုပြန်ကြားပေးပါတယ်တိကျသော messenger ရှင်စင်ပြုစုရေးအတွက်ဤစနစ်ကမိများထောက် သူ drug ကိုဖြစ်ဒီမှာပေါ်လင်းထင်ရှားပါတယ်ဆိုမှဆိုရေးထားပါတယ်နောက်ဆုံးမှလည်းသူကပါကစ္စတန်နဲ့ပဲသူကနည်းနည်းလေးဥမာပေးထားပါတယ်ပါကစ္စတန်နိုင်ငံတိုင်းနဲ့နိုင်ငံလုံးဆိုင်ရာမှတ်ပုံတင်အချက်လက်အနာပိုင်းအဖွဲ့ဖွဲ့ကိုတည်ကြလွတ်လပ်တော့အနာပိုင်းအဖွဲ့ဖြစ်ဖွဲ့စည်းတိုင်းချင်းဖြစ်ပါတယ်တဲ့နိုင်ငံလုံးဆိုင်ရာမှတ်ပုံတင်အချက်လက်အနာပိုင်းအဖွဲ့ပေါ်ပြင်ပအနာပိုင်းအဖွဲ့စီလူပုဂ္ဂိုလ်တို့ဩဇာအနာလွှဲမှုချင်းကင်းရှင်းမှသာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကုန်တို့ကိုလုပ်ငန်းတို့ကိုမှန်မှန်ကန်ကန်ထိရောက်ဆောင်ရွက်နိုင်မည်ဟုသောအယူအဆကိုအခြေခံတဲ့ဤကဲ့သို့ဖွဲ့စည်းတိုင်းချင်းဖြစ်ပါတယ်တဲ့မြန်မာနိုင်ငံနဲ့လည်း ပြောင်စုလွတ်တော်၏အတည်ပြုချက်ဖြင့်ပြည်သူလူထုကယုံကြည်ကိုးစားသောပုဂ္ဂိုလ်များဖြင့်ဤကဲ့သို့သောမှတ်ပုံတင်ဆိုင်ရာအာဏာပိုင်အဖွဲ့ဖွဲ့စည်းခြင်းကိုလိလာသုံးသပ်ပိုင်းလေးစားသောအကြံပြုတင်ကြားအပ်ပါတယ်ဆိုလိုမှာသူကပြောထားပါတယ်ဟုတ်ဟုတ်ကဲ့ပါဒါတော်လေးအတုံးဝင်မဲ့နေစနစ်တစ်ခုပါပဲကျွန်တော်တို့ဒီ အရင်ကျွန်တော်တို့ရုံးနေပါရဲသွားမယ်ဆိုရင်အရင်တော့ဆိုကျွန်တော်တို့စာရွက်စာတမ်းတွေနဲ့လှမ်းကြလှမ်းကြလှမ်းကြရှာတယ်ကျွန်တော်အချိန်ကုန်လူပင်မန်းတယ်ဗျအခုလိုမျိုးနီးပညာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးတင်းတင်းကြဲကြဲပေါ့နော်နီးပညာအောက်ခြေဝန်ထမ်းတွေအစင်အထိဒီလိုမျိုးနီးပညာတွေကိုဝန်ထမ်းတွေအနေနဲ့သုံးသပ်လာမယ်ဆိုရင်ကျွန်တော်ကျိုးနီစနစ်တွေတက်ပျောက်သွားနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒီစနစ်ကနောက်ပြီးတော့ e-government စနစ်တခုလိုလဲဆိုလို့ရမယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကျွန်တော်ထပ်ပြီးတော့ဖတ်ပြပေးကြပါမယ်ကျွန်တော်နောက်ထပ်ဖတ်ပြပေးမယ့်သတင်းကတော့ the white daily သတင်းစာမှာစာမျက်နှာလေးမှာပါတဲ့သတင်းတစ်ပုဒ်ပါသတင်းကောင်းစဉ်ကတော့ထိုင်းရောက်မြန်မာ9သိန်းကျော်ကိုတဲ့ထောက်ခံချက်လက်မှတ်ထုတ်ပေးမယ်ဆိုတဲ့သတင်းလေးပါထိုင်းနိုင်ငံအစိုးရကတဲ့ထုတ်ပေးတဲ့ယာယီနေထိုင်ခွင့်လက်မှတ်ပန်းရောင် basket ပေါ့နော်အဲ့ဒီနဲ့နေထိုင်တဲ့မြန်မာလူမျိုး9သိန်းကျော်ကိုတဲ့မြည်သူမြို့ဝါဖြစ်ကြောင်းထောက်ခံချက်ပေါ့နော်ယခုလအတွင်းထုတ်ပေးနိုင်ရန်နဲ့စီစဉ်ထားကြအောင်နဲ့အလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနအတဝင်ရှိသူတို့ကပြောကြားတယ်ဆိုတဲ့သတင်းမှာဖော်ပြပေးထားပါတယ်ဒီမှာဆက်ပြီးတော့ဖော်ပြပေးတာတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ပန်းရောင် ကတ်တွေကိုတဲ့ကိုင်ဆောင်နေတဲ့မြန်မာလူမျိုးတွေကိုတဲ့မြေသူမြေဝါဖြစ်ကြောင်းထောက်ခံချက် ICI ပေါ့နော်လက်မှတ်ထုတ်ပေးနိုင်ရန်နဲ့ထိုင်းနိုင်ငံအစိုးရအတော်ဝင်ရှိသူတွေကဇန်နဝါရီလဒုတိယပတ်အတွင်းမှာတွေ့ဆုံပြီးတော့အသေးစိတ်အချက်အလက်တွေကိုညှိနှိုင်းကသဘောတူလက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်းဝန်ကြီးဌာနရဲ့အစိုးရအရာကိုဒန်တခုကပြောပါတယ်လုပ်စရာတွေကတော့နည်းနည်းကြံ့နေသေးလို့တဲ့လုပ်ငန်းစဉ်ကမစနိုင်သေးပါဘူးတဲ့ဒီလာထဲမှာတော့စနိုင်ဖို့စီစဉ်ထားပါတယ်တဲ့ဝန်ဆောင်မှုပေးမဲ့ကုမ္ပဏီနဲ့တော့ဒီဇပိုင်းလက်မှတ်ထိုးမှာပါတဲ့ထုတ်ပေးမဲ့လုပ်ငန်းစဉ်အတွက် ကြာချင်းကူတော့တဲ့အတိအကျပြောလို့မရသေးပါဘူးတဲ့ဆိုပြီးတော့အလို့သမားညွှန်ကြားရေးဦးစည်းဌာနရဲ့ရွှေပြောင်းအလို့သမားရေးရဌာနခွဲကအရာဒန်းတယောက်ကပြောတာပါလက်ရှိအချိန်မှာထိုင်းဆိုရကတဲ့ CI လက်မှတ်များထုတ်ပေးရေးစခန်းများကိုတဲ့ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ရွာနိုင်ငံသားများနေထိုင်နေတဲ့မဲဆောက် မဲဆိုင်ရနောင်းမဟာကျိုင်နဲ့စမူပရာကန်စတဲ့မြို့နယ်တွေမှာတဲ့ဖွင့်လင့်ခွင့်ပြုထားပြီဖြစ်ပါတယ်။ထိုင်းနိုင်ငံအစိုးရကနေတော့ပြပို့ထားတဲ့စည်ရင်းတွေအရာဆိုရင်တော့ဗောနော်။ယာယီနေထိုင်ခွင့်လက်မှတ်ပန်းရောင်ကတ်ကင်ဆောင်ထားတဲ့မြန်မာလုပ်သား9,600ကျော်ရှိကြောင်းနဲ့ CI လက်မှတ်များကိုရှောက်ထားရမှာတော့တဦးလျင်ဘတ်300နှုန်းနဲ့တတ်မှတ်ထားကြောင်းနဲ့အဲ့ဒီမြန်မာတွေအနေနဲ့ဗောနော်7-11ကောင်တာတွေမှာတဲ့ ငွေသွင်းရမှာဖြစ်ပါတယ်ဆိုတော့အလုံတမညွှန်ကြားရေးဦးစီးဌာနကနေတော့သိရတယ်ဆိုတော့ဖော်ပြထားပါတယ်အကယ်၍ CIA ရရင်တော့တဲ့အလုံတမတွေလွတ်လွတ်လပ်လပ်သွားလို့လာလို့ရနိုင်ပါတယ်တဲ့လွတ်လွတ်လပ်လပ်သွားလို့လာလို့ရနိုင်တယ်ပေါ့နော်အခုကအထောက်ထားတစ်ခုခုမပြနိုင်ဘူးဆိုရင်အလုံတမအခွင့်အရေးတွေမှာခေါင်းပုံဖြတ်တာတို့ဖမ်းဆီးတာတို့ရှိတယ်ဆိုပြီးတော့ရွှေပြောင်းအလုံတမအခွင့်အရေးကွန်ရက်ကဥက္ကဋ္ဌဦးစိန်ထီကပြောတာပါမြမအစိုးရကလက်ရှိမှာတော့ စီအိုင်လက်မှတ်တွေကိုလည်းထိုင်းအစိုးရစည်ရင်ပေးပို့ထားတဲ့စည်ရင်တွေအရာစုမျိုးရေလုံငန်းမှာရှိနေတဲ့လုံသား3သိန်းကျော်နဲ့ရေလုံငန်းမလုပ်တဲ့လုပ်ငန်းတွေမှာ4သိန်းကျော်ကိုသာထုတ်ပေးနိုင်ပြီးတော့အထောက်အထားမပြနိုင်တဲ့တရားမဝင်လုံသားတွေအတွက်ပါဝင်နိုင်မှာမဟုတ်ကြောင်းအလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနထံကနေတော့သိရပါဗါတယ်ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာလုံသား9သိန်းကျော်ရှိနေပြီး passport ကင်ဆောင်ထားတဲ့လုံသား2သန်းခွဲကျော်နဲ့ basket ကင်ထားတဲ့ဗောနော်9သိန်းခွဲကျော်အပါအဝင် ရွှေပြောင်းမြန်မာလုံသားစုစုပေါင်း3တန်းခွဲကျော်ရှိနေကြောင်းဆိုပြီးတော့အခွင့်အရေးကွန်ရက်ပေါ့နော်ရွှေပြောင်းအလုံသမားအခွင့်အရေးကွန်ရက်ထံကတည်ရတယ်ဆိုတဲ့တဲ့မှာဖော်ပြပေးထားပါတယ်ဟုတ်ကဲ့ခင်ဗျာအော်ဒါတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ဒီပန်းအောင်ကကယ်ဆောင်ရလူပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီတသက်ကလက်မှတ်ထုတ်ပေးမယ် CI လက်မှတ်တွေထုတ်ပေးမယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါအခုတော့ကျွန်တော်တို့ကသတင်းတပုတ်အနေနဲ့တော့ခုနကကိုအောင်သူဖတ်ပြသွားတယ်မျက်နှာပုံးသတင်းနဲ့နည်းနည်းဆက်ဆိုင်တဲ့သတင်းလေးပါဟုတ်ကဲ့ခုနကတော့ဒီတော်တော်ကောင်းဝေးဦးစီးချုပ်နဲ့ဒီတေးဥကုစလင်နဲ့တွေ့ရဆိုပြီးပါတယ် တချိန်ထဲမှာပဲကျွန်တော်တို့ဒီမှာထူးခြားတဲ့ဘာတွေ့လာလဲဆိုတော့တရင်တပုတ်မှာတရားဝင်ရှစ်ဒူးဖော်သောတရုတ်နိုင်ငံသားရှစ်ဦးကိုဖမ်းဆီးဆိုပြီးတော့မှပါလာပါတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ပါအချီလေးမြို့နယ်အတွင်းနဲ့တရားမဝင်ရွှေတူဖော်နေတဲ့တရုတ်နိုင်ငံသားရှစ်ဦးနဲ့မြန်မာချုပ်ကိုဖမ်းဆီးစစ်ဆေးနေကြောင်းရှမ်းပြည်နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့မှတင်ရရှိရတဲ့တချီလေးမြို့နယ်ဝေဝင့်လျန်းကျေးရွာအတွင်းနဲ့တရားမဝင်ရွှေတူဖော်နေတဲ့လုပ်ငန်းတစ်ခုကိုတပ်မတော်စစ်ကြောင်းကဇန်နဝါရီလ10ရက်နေ့နဲ့4နာရီခန့်တွင်တရုတ်နိုင်ငံသား10ဦးနဲ့မြန်မာနိုင်ငံသား20ဦးတို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှရဲအရာရှိတူကပြောတယ်တဲ့တရုတ်နိုင်ငံသား၈ယောက်ရောမြန်မာတွေရောကျွန်တော်တို့စကန်မှာထိန်းသိမ်းထားတယ်တဲ့တတူတွင်ဥတွေနဲ့မှုဖွင့်စစ်ဆင်နေရဆိုတော့ဒီမှုဆဲမြို့မှာရဲစကန်ကရဲအရာရှိတူကလည်းပြောပါလေဟုတ်ကဲ့မနေ့ကတော့ဒါလောက်ကဥရင်းနေလေညှိစွန်းနေမှာဘာလို့ဆိုတော့တရားမဝင်ဝင်လာတဲ့တရုတ်နိုင်ငံသားဆိုတော့တချို့နေရာမှာရေးထားတယ်တွေ့ရလို့ပါဟုတ်ကဲ့ပါဟုတ်ကဲ့နောက်တစ်တော့ဆက်ရလာလဲဆိုတော့ရွှေဒူဝါကနေအသုံးပြုသည့်ပထိုး၃စီးပါဝင်တဲ့ရန်ရန်တရား၈စီးကိုပါ တိတ်စီးကြောင်တင်ရရှိရတယ်။ဒါရှိလေးမြို့နယ်အတွင်းကျေးရွာအချို့တွင်တရုတ်နိုင်ငံသားများပါဝင်ပတ်သက်နေသောတရားမဝင်ရှိသူပေါ်ရေလုပ်ငန်းများရှိနေပြီးထိထိရောက်ဆစ်ဆစ်ရေးယူစီလိုကြောင့်ဒေသခံများပြောကြတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံသားတွေပါတရားမဝင်ရှိသူပေါ်ရေတရုတ်နိုင်ငံသားတွေပါဝင်နေအနေထားမှာရှိနေပါတယ်။ဟုတ်ကဲ့ဒါလည်းဖန်စီကလည်းတတော်စစ်ကြောင်းကဝင်ပြီးဖန်စီပြီးလို့လားဒီကိစ္စပေါ်လာတဲ့အနေထားမှာဖြစ်တာပဲခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစီအစဉ်ကကျွန်တော်တို့ဒီ နေစဉ်အများထွက်လာတဲ့သတင်းစာတွေ channel တွေကစိတ်ဝင်စားတဲ့သတင်းတွေကိုကျွန်တော်တို့ကတော့ပြန်ပြီးတော့ဖတ်ပြပေးတာပါဒီကနေ့ထွက်လာတဲ့သတင်းစာတွေမှာဆုံးအောင်ကျွန်တော်ဖတ်ပြသွားတဲ့သတင်းထူးတွေပါသလိုဟုတ်တယ်ကျွန်တော် net ဆံမှာတမတော်နဲ့ဒီစစ်ဖြစ်နေတဲ့စစ်ပြန်ဖြစ်နေတဲ့အကြောင်းအရာတွေပါပါတယ်အခုကျွန်တော်ကနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်ကစံတော်ချိန်မှာပါတဲ့သတင်းတစ်ပုဒ်ကိုထပ်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ်ဒါတော့အင်းတော်မှာကုန်တင်ရင်တိတ်မှောက်အကောက်ခွန်ပဲပစ္စည်းနဲ့ Morian Nitrate များဖန်စီယာမီးဆိုတဲ့သတင်းပါသတင်းမှာတော့ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးကတာခရိုင်အင်းတော်မြို့နယ် ရောင်ကုန်းကြီးရွာနီးတဲ့ရွှေဘူမြကျင်းသားကားလမ်းပေါ်မှာဇန်နဝါရီလ9ရက်နေ့ကကုန်ပစ္စည်းမျိုးစုံနဲ့အမိုရီယန်နိုက်ထရိတ်တင်ဆောင်လာတဲ့မော်တော်ယာဉ်တိမ်မောက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စင်ပါပေါ့နော်။အဲ့ဒီနေ့နနက်7:15မိနစ်ကအဲ့ဒီရဲအုပ်စိုးလိုက်ရာမဲစာရဲကင်းစခန်းမှုတာဝန်ထမ်းဆောင်ရွက်နေစဉ်ပေါ့နော်။ရောင်ကုန်းကြီးရွာအနီးရင်းစည်းတိမ်မောက်နေကြောင်းတရင်ရတွားရောက်စစ်ဆေးခဲ့တာပါတဲ့။ရှင်မောင်းဝေလိုင်းထွန်းပေါ့နော်ရှင်နောက်လိုက်စော်မျိုးလက်တို့မောင်းနေပြီးမန္တလေးကနေပြီးတော့ဖားကန့်ကိုကုံမျိုးစုံတင်ဆောင်လာတဲ့ရေအမတ် နံပါတ်တော့မပါဘူးကောနော်ကင်တာအမျိုးအစား6ပင်းရင်ကားတဲ့ရွှေဘူမြေကြီးနာကားလန်းမိုင်းတိုင်းအမှတ်121မြင်းဆောင်တင့်နေတဲ့နှစ်ကြားမှာရှိတဲ့လမ်းရဲ့ညာဘက်ကိုတဲ့အချိန်လုံးတိမ့်ပေါက်ပြီးရင်ပေါ်မှာလူသုံးကုန်ပစ္စည်းတွေနဲ့ရောရအကောက်ခွန်မဲ့ပေါ့နော်တဲဆောင်လာတဲ့တရုတ်စာတန်းပါတဲ့အိတ်နဲ့တဲ့60ကီလိုဂရမ်ခန့်ပါတဲ့ဓာတ်မြေဩဇာအိတ်စုစုပေါင်း42အိတ်ကာလတန်ဘူးကြက် 3သိန်း15000ကိုတဲ့တွစ်ရှိသိန်းစီရမိပြီးရင်ပေါင်းနဲ့ရှင်နောက်လိုက်ကိုတဲ့ထွက်ပြေးသိန်းဆောင်သွားတဲ့ဖြစ်အေးအေးယူပေးပါရန်တိုင်ကြားမှုဖြစ်ပါတယ်တဲ့အဲ့ဒါကြောင့်မလို့အကောက်ခွန်မဲ့ပစ္စည်းများတဲဆောင်လာသူရင်မောင်းဝေလိုင်ထုံးနေရက်စုံစမ်းစင်းနေတဲ့ရင်နောက်လိုက်ဇုံမျိုးလက်23နှစ်နဲ့တောင်တွင်းကြီးမြို့နယ်မကွေတိုင်းဒေသကြီးနေသူတို့ကိုတဲ့အဲ့တော်မျိုးမရဲစခန်းကနေပြီးတော့ရင်ပနှစ်မြင်းဆောင်2019ပြမှုဥပဒေပုံမှန်289ပ၄မြင်းဆောင်2019 ပို့ကုန်တွင်းကုန်ဥပဒေပုံမှန်ရှေ့အရအေးအေးယူထားပါတယ်ဆိုတဲ့ဒီတဲ့မှာဖော်ပြပေးထားပါတယ်။ဟုတ်ကဲ့ပါအခုတော့ကျွန်တော်တို့စီစဉ်နောက်ဆုံးစီပြတဲ့ကာတွန်းကြောင်းအောင်ဖတ်ပြတဲ့အစီအစဉ်ရောက်လာပါပြီ။ကာတွန်းမှာတော့ကျွန်တော်စန်တော်ဂျင်ကာတွန်းရွေးချယ်ထားပါတယ်ဆာမင်နာခုကပါတာပါ။ဘက်စကားတော့ရဲ့နေလူကသူကလက်ချောင်းနဲ့ထောင်ပြီးတော့သူကပြောတယ်1 2 3 4 5 6 9 8ဆိုပြီးတော့သူကအချောင်းထောင်ပြီးတော့သူပြောတယ်။အဲ့ဒါနဲ့ဘေးကလူကမနေတာနဲ့ဝင်ပြီးမေးတယ်။ စောင်းအဒီကာလလေ့ကျင့်ခန်းလုပ်နေရလုပ်နေရပေါ့ဟုတ်လားဆိုပြီးတော့ပြရအောင်ပြောရအားနဲ့တစ်ဖက်ကပြပြောရဟင်းနဲ့အသည့်ပြေးဆွဲမဲ့ကားနံပါတ်တွေကြက်နေရပါဆိုပြီးတော့သွားပြပြောရဟုတ်ကဲ့ပါဒါတော့ကျွန်တော်တို့မကြခဲ့ပါကျွန်တော်တို့ရန်ကုန်မြို့ရဲ့ရင်လိုင်းတွေကိုကျွန်တော်တို့ရန်ကုန်တိုင်းဆိုးအောင်ကနေတော့ပြောင်းလဲတော့မယ့်အနေအထားမျိုးမှာကျွန်တော်တို့သွားမဲ့လမ်းနေတဲ့လမ်းကြောင်းနေတဲ့စီရမဲ့ရှင်တွေကိုလည်းထုတ်ပြန်ထားပါပဲ။ဒါပေမဲ့အပြောင်းလဲတစ်ခုကတော့ညင်သာသာချုံမွေတော့အဆင်ပြေတယ်ဆိုတော့မရှိပါဘူး။ဒါပေမဲ့နောက်ပိုင်းကျရင်တော့အသားကျသွားမယ်အနေအထားမျိုးရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ခရီးသည်တွေ ကျွန်တော်တို့အဆင်ပြေအောင် volunteer တွေခေါ်ထားတာလည်းတွေ့ပါတယ်ဟုတ်တယ်ဗျာမိမိရဲ့မျိုးနယ်ကလူတော်ကိုယ်စားလှယ်ချိတ်ဆက်ပြီးတော့ volunteer လို့လှုပ်ချင်တဲ့လူတွေနေနေပေါ့နော်မိမိရဲ့မျိုးနယ်ကလူတော်ကိုယ်စားလှယ်ချိတ်ဆက်ချိတ်ဆက်ပြီးတော့မှတို့ volunteer လှုပ်ချင်တဲ့အကြောင်းလေးပြောလို့ရှိရင်တို့ဝင်ပြီးတော့မှပါဝင်ပြီးမှဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီကာတွန်းလေးနဲ့ပဲကျွန်တော်တို့စီစဉ်ကိုရနာပြပါခင်ဗျအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျ